မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အတန်ဖိုင်ပေါက်ကြားမှုအရှုပ်တော်ပုံကြောင်းထိုင်းဝင်ကြီးကျုံယာရုကနေဆိုင်းငံ့ခံရရေကြီးမှုဝင်ကြီးအဖြစ်ဆက်တာဝန်ယူနေပွဲရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အရှုပ်အထွေးတွေဖြစ်ပေါ်စေခဲ့တဲ့အတန်ဖိုင်ပေါက်ကြားမှုနဲ့ဆက်ဆက်ပြီးထိုင်းဝင်ကြီးကျုံဖေထောင်တန်ရှိနာဝတ်ကို ရာထူးကနေဆိုင်ငံ့ချားစီဖို့ထိုင်းအခြေခံဥပဒေခုံရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့အလို့သဘောဖုံးပြောခဲ့ချိန်မှာဖေထောင်တန်ဟာထိုင်းစစ်တပ်အပေါ်ပုတ်ခတ်ဝေဖန်တဲ့သဘောမျိုးတွေထည့်ပြောမိခဲ့ပါတယ်။အဲ့ဒီအတန်ဖိုင်ပေါက်ကြားလာတဲ့နောက်သူဟာနိုင်ငံရေးအရာဖိအားတွေအများကြီးကြုံခဲ့ရတယ်လို့ရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုဆန္ဒပြမှုတွေနဲ့ပါရင်ဆိုင်လာရပါတယ်။ ။ကြပြင်အထက်လွှတ်တော်အမတ်36ယောက်ကအဲ့ဒီအတန်ဖိုင်အရဖေးထောင်တန်ဟာအချုပ်အချာအာဏာလုံခြုံရေးကိုထိခိုက်စေပြီးကျင့်ဝတ်စံနှုန်းတွေကိုစိုးစိုးရွားရွားချိုးဖောက်မှုတွေရှိခဲ့တာကြောင့်ရှာရုကနေဆိုင်ငံ့အေးအေးယူပေးဖို့အခြေခံဥပဒေခုံရုံးကိုလျှောက်ထားတင်ပြခဲ့ပါတယ်။ဇူလိုင်တရက်နေ့မှာတော့ခုံရုံးမှာအဲ့ဒီဆွဆွဲချက်အတွက်အမှုဖွင့်ပြီးစုံစမ်းစစ်ဆေးပေးဖို့ကိုထောက်ခံမဲ့ကိုမဲကန့်ကွက်မဲမရှိပဲအတီးပြုခဲ့တယ်လို့ဖီတောင်တန်ကိုရာရုကနေဆိုင်ငံ့ထားဖို့ထောက်ခံမဲ့ခွနမဲကန့်ကွက်မဲနှမဲနဲ့ဆုံးဖြတ်လိုက်ပါတယ်။ ဖေထောင်တန်ဟာအဲ့ဒီနေ့မှာပဲအသည့်ပြင်ဆင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့မှရည်ကြီးမှုဝင်ကြီးအဖြစ်ပူးရဲတာဝန်ယူထားခဲ့ပါတယ်။သူဟာဝင်ကြီးချုပ်လုပ်ငန်းတာဝန်တွေကနေဆိုင်းငံ့ခံထားရပြီးမယ်။ကျန်းသစ္စာချိန်ဆိုပြီးတဲ့အခါမှာတော့ရည်ကြီးမှုဝင်ကြီးအဖြစ်အစိုးရထဲမှာဆက်ရှိနေမယ့်သဘောပါ။ဖေထောင်တန်ရဲ့ဝင်ကြီးချုပ်တာဝန်တွေကိုဆိုင်းငံ့လိုက်တဲ့ဆုံးဖြတ်ချက်ဟာချက်ချင်းအသက်ဝင်မှာဖြစ်ပြီးဒုတိယဝင်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝင်ကြီးစူရီယာဂျန်ယွန်ဂရန်ကစ်ကယာယီဝင်ကြီးချုပ်တာဝန်ကိုလက်လွဲရယူထားမှာပါ။ ဇွန်လတရက်နေ့မှာထိုင်းဘရင်ကအတိအမှတ်ပြုလိုက်တဲ့ထိုင်းအစိုးရတက်မှာကာကွယ်ရေးဝန်ကြီးကနေပြည်ထရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ယူသူဖုန်တန်ဝီချာယာချိုင်ကဒုတိယဝန်ကြီးချုပ်ဖြစ်လာမှာပါ။ဒါပေမဲ့တရက်ဝင်ယာတုလက်ခံပြီးကျန်းသစ်စာမကျိန်ဆိုရသေးတာကြောင့်ဆူရီယာကယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တာပါ။ဖေထောင်တန်ဟာရင်ကျေးမှုဝင်ကြီးရတို့ကိုတော့ဇူလိုင်3ရက်နေ့ကျန်းသစ်စာကျင်းဆိုမှုအပြီးမှာစတင်တာဝန်ထမ်းဆောင်သွားမယ်လို့သိရပါတယ်။ ဆက်လက်ပြီးညောင်ဦးမြို့နယ်စင်သားမွေးရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်ပြီးနောက်ပြည်သူတို့အူကိုတက်ဖြတ်ခါနေအိမ်များကိုမိရှုဖျက်ဆီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတ်တရောက်မြို့စင်သားမွေးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးအမျိုးသားတအူကိုရရက်ဆက်ဆက်တက်ဖြတ်ခါနေအိမ်25လုံးကိုမိရှုဖျက်ဆီးခဲ့ကြောင်းဒေသနေပြည်သူများကသတင်းစာနာသို့ပြောကြားပါတယ်။စောလ22ရက်နေ့ကငတ်တရောက်မြို့ငတ်တရောက်ရဲစခန်းမှထွက်လာသောစစ်တပ်စစ်ကြောင်းကတမခါရွာ ကလာတဲရွာပြပုံရွာတို့မှတဆင်စင်သားမွေးကြီးရွာကိုဝင်ရောက်ခဲ့ကြောင်းထို့သောဝင်ရောက်ခဲ့ပြီးနောက်စင်သားမွေးကြီးရွာနေမောင်သက်ဆိုသည့်အမျိုးသားတအူကိုရရက်ဆက်ဆက်တပ်ဖြတ်ကကြီးရွာထိပ်တွင်မြေမြုပ်ဖြစ်ခဲ့ကြောင်းသိရပါတယ်ထို့နောက်စင်သားမွေးကြီးရွာမှပြည်သူငါအုပ်ကိုလည်းတစားကန်ဖမ်းဆီးသွားပြီးပြည်သူနေအိမ်များကိုဖောက်ထွင်းကစံစီမုံအေဘီယာအဝယ်စားတို့ကိုခိုးယူပြီးကားဖြင့်တိုက်ယူသွားကြောင်းကြံများကိုတက်ဖြတ်ပြီးနောက်နေအိမ်25လုံးကိုမိရှုဖြက်စီကာ တနပ်ပင်ရွာကာမရွာတို့ဘက်ကိုဆက်လက်စစ်ကြောင်းထိုးသွားကြောင်းသိရပါတယ်။စင်သွားမွေးရွာကနေနေအိမ်25လုံးကိုမိရှို့သွားတယ်။အမှုသမားမောင်သက်ဆိုတဲ့ပြည်သူတို့အုပ်ကိုရရက်ဆက်ဆက်တက်ပြီးရွာထိပ်မှာမြုပ်ခဲတာပါ။ရွာထဲကအိမ်တိုင်းနှိပါကိုဝင်ရောက်ရှာဖွေပြီးလူချင်းတဲ့ပစ္စည်းတွေရှိရင်ယူသွားပါတယ်။ဈေးတဲ့အိမ်ကမုတ်အအေးကျက်ဥပီးယာစသဖြင့်ရောင်းကုန်အလုံးနှိပါ ကားနဲ့တိုက်တည်တဲ့အပြင်ကြက်တွေကိုပါဖြစ်တတ်ပြီးစိတ်ကြိုက်ချက်ပြုတ်စားပါတယ်။တချို့အိမ်တွေဆိုစီပုံးတွေကိုလှန်ခဲ့ပြီးသွန်ပစ်ခဲ့ပါတယ်။ဆက်အိတ်ထဲကိုစီတွေလောင်းချခဲ့တာလည်းရှိသလိုအမျိုးသမီးဝေးတချင်လုံးကြီးတွေပါယူသွားပါတယ်ဟုဒေသနေပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ညအုံမျိုးနယ်တွင်ဇွန်လ23ရက်နေ့မှစတင်၍စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲ၍ခြေရွာများသို့ဥတီပစ်ခတ်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်း တောင်စင်းရဲစခန်းမှာစစ်တပ်စစ်ကြောင်းတစ်ခုညောင်ဦးမြို့မှာတန်ချက်ကာကားများပါဝင်သောစစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ကျေးရွာများသို့ဥတီပြစ်ခတ်တိုက်ခိုက်မိရှုဖြက်စီမှုများလှုပ်ဆောင်နေကြောင်းသိရပါသည်စစ်တပ်ကစစ်ကြောင်းထိုးနေသဖြင့်ညောင်ဦးမြို့နယ်ဈေးမကြီးကျေးရွာစည်းပြင်ပင်ရာတော်ကြီးညောင်ဂျိုကန်ကြောက်ကန်အပါဝင်ရွာပေါင်း20နီးပါးမှပြည်သူတပ်တော်မိပါစစ်ပေးရှောင်နေရကြောင်းသိရပါသည်ဆက်လက်ပြီးဘုံတံခန့်လိုက်တဲ့မြေအောက်စေယုံတွေ NUG စတင်တည်ဆောက် စစ်အုပ်စုကစေးရုံတွေပုံကျဲနေလို့ပြည်သူကိုကူးသပေးနိုင်ရေးရေအောက်စေးရုံဆောက်တာလို့ NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်အုပ်စုကစေးရုံစည်းကမ်းတွေကိုပါတိုက်လျင်နဲ့ပုံကျဲနေတာကြောင့်ပြည်သူကို စေးပွားကူးသမှုပေးနိုင်ရေးမြေအောက်စေးရုံတွေစတင်ဆောက်လုပ်နေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်လက်ရှိအချိန်မှာဘုံတန်ခမ်းမြေအောက်စေးရုံတချို့ကိုစတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းလည်းအသိပေးပြောကြားလိုပါရယ် ်။ NUG ထိန်းချုပ်နယ်မြေမှာမြေအောက်စေးရုံတွေစတင်ဆောက်လုပ်နေပြီလို့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်73မြန်ဆောင်2025မှာဦးနေဖုံလက်ကထည့်သွင်းပြောကြားခဲ့တာပါ။အကြံပတ်စစ်အုပ်စုဟာစာတင်ကျောင်းတွေကိုတောင်မှကစေးရုံတွေစေးကန်းတွေကိုလည်းပိတ်မထားတိုက်ခိုက်နေတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့အတွက်ဘုံကျဲတံခံနိုင်တဲ့မြေအောက်စေးရုံစေးကန်းတွေဆောက်လုပ်နိုင်ဖို့ကိုစူးစမ်းဆောင်ရွက်လျက်ရှိကြောင်း ဦးနေဖုံလက်ကပြီးခဲ့တဲ့စနစ်မြင်းဆောင်2025သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောပါတယ်။ NUG အနေနဲ့မြေအောက်ဆေးရုံ9ရုံဒါမှမဟုတ်10ရုံအထိစောက်လုံနိုင်ဖို့ရထားဆောင်ရွက်နေပြီးလက်ရှိမှာဆေးရုံနှစ်ခုစတင်စောက်လုံနေတယ်လို့ NUG နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအူက MFP ကိုပြောပါတယ်။ မင်းအွန်လိုင်းဦးဆောင်တဲ့စစ်အုပ်စုဟာမြေပြင်စစ်ပွဲတွေမှာရှုံးနေတိုင်းနိုင်ငံတဝန်လေးချောင်းပုံကျဲနေတာဖြစ်ပြီးစစ်ရုံတွေစီးပီးကန်းတွေကိုပါပြစ်မှတ်ထားပြီးပုံကျဲတိုက်ခိုက်နေတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။စစ်အုပ်စုကအဲ့ဒီလိုစစ်ရုံစီးကန်းတွေပြစ်မှတ်ထားပုံကျဲနေလို့ NUG စိုးမိုးထိန်ချုပ်နေမြေတွေမှာပြည်သူလူထုကိုဘေးကင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ Safe Hospital, Safe Hugel ကမ်ပိန်းကို ် NUG ကပြုလုပ်ခဲ့ပါတယ်။မေ24ရက်ကနေစွန်30ရက်အထိပြုလုပ်ခဲ့တဲ့အဲ့ဒီ Safe Hospital Safe Hub Campaign ကနေ American Dollar 4သိန်းရရှိဖို့မျှော်မှန်းထားခဲ့ပေမဲ့ပြည်သူတွေရဲ့ပါဝင်ထောက်ပံ့မှုတွေကြောင့်ဒေါ်လာ6သိန်းကျော်မျှော်မှန်းချက်ရဲ့152ရာခိုင်နှုန်းအထိမျှော်မှန်းပမာဏထက်ကျော်လွန်ပြီးရရှိခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်။ ဒီကမ်ပိန်းဟာညီမှန်းထားတဲ့ပမာဏတက်များစွာကျော်လွန်ရရှိခဲ့ပါတယ်။ဒီအတွက်ပါဝင်ခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဟုဦးနေဖုံးလက်ကပြောပါတယ်။ စစ်အုပ်စုဟာစကိုင်းငလင်လှုပ်ခတ်ခဲ့တဲ့မတ်28ရက်ကနေဇွန်28ရက်အတွင်း3လတာအတွင်းငလင်ဗဟိုချက်ဖြစ်ခဲ့တဲ့စကိုင်းနဲ့မန္တလေးတိုင်းအပါအဝင်နိုင်ငံတော်ဝန်ကိုလေးချောင်းပုံကျဲတိုက်ခိုက်မှု683ကြိမ်ကျူးလွန်ခဲ့ရာကလေးသူငယ်တွေအပါအဝင်အရက်သားပြည်သူ932ဦးသေဆုံးက1186ဦးဒဏ်ရာရပြီးဆေးရုံဆေးကန်းနဲ့စာသင်ကျောင်းတွေအပါအဝင်အိုအိမ်အဆောက်အအုံအများပြပျက်စီးခဲ့တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ်မေလတလတာအတွင်မှကိုပဲနိုင်ငံတော်ဆေးရုံစည်းကမ်း6ခုကို စစ်အုပ်စုကပြစ်မှတ်ထားပုံကျခဲ့ပါတယ်။ဆက်လက်ပြီးအင်ကပူမြို့နယ်အတွင်ရှိကျေးရွာအချို့ကို AA နှင့်ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းအင်ကပူမြို့နယ်ရှိမေပြားကုန်းနှင့်စာစီကုန်းကျေးရွာများမှာစစ်ကောင်စီစခန်းများကိုအရက်ကတက်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့များတက်ဆွေးနေသည့်ဘေပြာကုန်းနှင့်စာစီကုန်းကျေးရွာများမှစကန်တို့ကိုဂျမန်နီစွန်29ရက်ညနေပိုင်းတွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီးလက်နက်ခဲယံအများပြားရရှိကြောင်းသိရပါသည်။နေမြေရှင်းလင်းပြီးမှစကားစာစစ်ကောင်စီအလောင်းတွေအစုလိုက်အပုံလိုက်တွေ့ရပါသည်။လက်နက်တွေလည်းအများကြီးရလိုက်ပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်။စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားနေသည့်အစုပါကျေးရွာများကိုဂျမန်နီနယ်နက်ပိုင်းတွင်လေကြောင်းမှခုခံတိုက်ခိုက်ခဲ့ပြီးညနေပိုင်းတွင်တော်လှန်ရေးတပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့်စာစီကုန်းရွာမှနေအိမ်ထက်ဝက်ခန့်မိလောင်ပျက်စီးသွားကြောင်းသိရပါသည်။ရှမန်နီနယ်နယ်ပိုင်းတွင်ဘကိုးတိုင်းအနောက်ခြမ်းပထောင်းတက်နယ်ထဲမှစစ်သုံးထရက်ကားနှက်စီအပြည့်လက်နက်ငယ်ကြီးစံတစ်တာများကိုပသိမ်မုံရွာလမ်းအတိုင်းအေယော်ရီတိုင်းဘက်သို့ထွက်ခွာခဲ့ကြောင်းဒေသခံများထံမှသိရပါသည်။ကြောက်ဖူးအခြေဆိုင်အမတ်ကိုကောက်ွယ်ရေးပစ္စည်းဆက်ယုံကပါစာကိုမှလက်နက်ငယ်ကြီးစံများကိုကွင်းကောင်းအင်ကပူဘက်သို့တွားရောက်ပေးဝေခြင်းဖြစ်ကြောင်းတရင်ရင်းမြစ်ချမ်းမှသိရပါသည်။